ံပါတ်1ကျွန်တော်တို့က quality ကိုအဓိကပေးတယ်။သိသက်ရမယ်၊ကြစ်လွတ်မှုရှိရမယ်။ပြီးလို့ရှိရင်ဒီဟာရဲ့ story line ကခိုင်မာမှုရှိရမယ်။ဒါတွေကကျွန်တော်အဓိကမေးမယ်။ National costume တစ်ခုနဲ့ cosplay နဲ့ဆိုအရန်ကိုကွဲတယ်။ဒါက Crotor League ကိုကိုကွဲပြပြပေါ့နော်။စင်သလိုလိုဖြင်ရတယ်ဒါပေမဲ့တကယ်တော့ကွဲတယ်။ကိုဒီ design စထွင်ကလေးကနေဘလို့ performance ပြမယ်ဆိုတော့ကိုကစလေဆုံးတာဝန်ယူပေးသွားတာဖြစ်တဲ့အတွက်ပြမယ် performance အစ teacher လေးကိုပြင်ဆင်တဲ့လို့ဟုတ် designer တွေပုံမှန်မှုတည်ပါတယ်။ အဲဒီနေ့မှာတော့ဒီတင်ကန်းကျောင်းမှာမတက်တက်ဆန်အတွက်အာရုပ်သေးเนาะတပင်းနိုင်မင်းသမီးရယ်ပြီးတဲ့ခါကျတော့စစ်တွေရဲ့အတွက်အာမြို့မြတ်မဒီဝေတာလီဆိုပြီးတော့ဝေတာလီခေရဲ့ဝတ်စုံလေးကျွန်တော်ဖန်တီးပေးထားပါတယ်ခင်ဗျာဟုတ်ကျွန်တော်ဒီမြန်မာမှုမြန်မာကာချာတွေကကျတော့ဒါမြန်မာတမျိုးသားလုံးပိုင်တဲ့အရာမျိုးဖြစ်တဲ့အတွက်မြန်မာနိုင်ငံထဲမှာနေထိုင်တဲ့မြည်သူမဆိုဒီဟာနဲ့ပတ်သက်လို့ရှိရင် presentation မတူညီတဲ့ပုံစံနဲ့ပြန်ပြီးခြားပြပြန်ကွင်းရှိတဲ့အတွက်အာကျွန်တော်ဒီရုပ်သေးလေးကိုလည်းကျွန်တော်တို့မတူညီတဲ့ပုံစံလေးနဲ့ပြန်ပြီးတော့ခင်ချင်းပြသတဲ့ပုံစံလေးလုပ်ထားပါတယ်ခင်ဗျာ ော့340နေပါတော့ရှိမယ်ခင်ဗျာကျွန်တော်ငွေတော့တော်တော်လေးကိုမြှုပ်ပြီးတော့သုံးထားတယ်ဒါတော့မြင်တာနဲ့ကျွန်တော်တို့လက်ရအားလုံးကနံပါတ်1ကျွန်တော်တို့က quality ကိုအဓိကပေးတယ်တည်သက်ရမယ်ကြစ်လင့်မှုရှိရမယ်ပြီးလို့ရှိရင်ဒီဟာရဲ့ story line ကခိုင်မာမှုရှိရမယ်ဒါတွေကကျွန်တော်အဓိက main ပဲဘာလို့ဆိုတော့ဒါကျွန်တော်တို့ရှိရာထွက်သမျှအရာအားလုံးကလက်ရတည်သက်ပြီး quality ကောင်းဖို့ပဲကျွန်တော်အဓိက main ထားတယ်အာဒီပြဖို့တစ်ခုကဘာလို့ဆိုတော့ဒါအရေးကြီးတယ် ကိုပြမဲ့ဟာကထိထိမိမိပြနိုင်ဖို့တော့ကကိုထိထိမိမိလောက်ထားမှာအဆင်ပြေမှာဆိုတော့အရာရာအားလုံးတော့ဒီသက်လေးနဲ့လုပ်ပေးရခင်ဗျာဟုတ်မိမတာတိညာလောရွှေတွေကျွန်တော်တို့ရဲ့ budget တစ်ခုပါကြတော့သတ်မှတ်ထားပြီးသားပါနော်ဟုတ်ကဲ့ဒီဟာ story တစ်ခုချိန်ရမယ်ပြီးကြတော့ဒီ character တစ်ခုဆိုလို့ရှိရင် budget ဘယ်လောက်သုံးမယ်ဆိုပြီးတော့ တော်တော်ပြီးသားဖြစ်တဲ့အတွက်ပေါ့အဲ့ရဲ့ quality ကိုကျွန်တော်တို့ထိန်းထားတယ်ပေါ့ဟုတ်တယ်နောက်ထပ်တစ်စုံကြောင်းလေးပြောရအောင်သူကမီးခွက်က DIY DIY လောက်တာဆိုတော့ DIY ဒီကော plastic ခွက်တွေ plastic ခွက်တွေကိုမှကော်ရကော်ကန်းတွေနဲ့သုံးတယ်ကော်ကန်းတွေသုံးလို့ရှိရင်ပြီးလို့အပေါ်မှာမှ clay တွေနဲ့မန်တယ်မန်ပြီးတော့လည်းပြီးလို့ရှိရင်ခိုင်းမှာဆိုရှယ်တယ်လေးတို့ကတန်ကျိုးတန်ကျိုးခွေပြီးတော့လို့အဲ့ဒီပုံမှန်ပေါ်ထားပေါ်ပြမှာကော်ကန်းနဲ့ပြန်ပြီးတော့အချောတက်ထားတာပေါ့နော်ပြီးတော့မှသိမ့်ပုံ ပြီးတဲ့ခါကျအဲ့ဒီမှာဆိုရင်ကျွန်တော်ဒီလက်တွေဒီဒီတို့လက်တွေရောအကုန်ပဲ့ထွက်သွားလက်လက်ကုန်နေဟာစပက်တက်သွားတော့ဟာလို့ရတာဟာလို့နော်ဘာလို့လဲဆိုတော့ဒီခိုင်းအခုသူကင်ထားတဲ့ခိုင်းအဲ့ဒီခိုင်းနေရာကကျွန်တော်တန်ကျိုးကိုအထက်ပေါင်းများစွာခွေပြီးမှကျွန်တော်ကအပေါ်နေမိုးလောင်းမိုးပြန်ဖန်းအဲ့လိုတိကိုကျွန်တော်စူးစမ်းထားတဲ့အားပေါ့နော်ဒါ DIY လုပ်တယ်ဆိုပေမဲ့လေသူ့ရဲ့ခေဟောင်းရဲ့မိခွဲရဲ့ပုံစံလည်းရှိနေတဲ့ခါကျတော့အဲ့ဒါကိုလည်းအနည်းဆက်ဆုံးပေါ့ရခိုင်အနည်းဆက်ဆုံးသွားတူအောင်လည်းလုပ်ရသေးရဆိုတော့အဲ့လို ရမပါသည်အရာအလုံးပါနော်ဒီဝတ်စုံကြီးတစ်ခုလုံးမှာပါသည်အရာအလုံးကတကယ်ခက်မှာရှိပြီးသားအရာကိုကျွန်တော်ပြန်ကုန်ပေါ်ပေးထားတယ်အဲပြီးတော့ဒီစင်ကီကွက်ဆိုလို့ရှိရင်ကျွန်တော်တို့ညဦးမှာညဦးမှာကြားထဲမှာရှိသေးတယ်အခုချိန်ကြီးရှိပြီးသားပြီးတော့ဒီမှာကြာပန်းသုံးကြာပန်းဆိုလို့ရှိရင်ဒီဟိုကကျွန်တော်တို့ဒီအမျိုးသားကြားထဲမှာရှိရှိတယ်အဲဟာတွေကိုကျွန်တော်က inspiration တွေယူပြီးတော့ဒီဟာမှာ ကျွန်တော်ကပြန်ပြီးတော့တုံးတာဟုတ်တယ်ဟုတ်တယ်ဒီ performance ပြတဲ့ပြကွက်တွေကလည်းတကယ်တော့ designer ပါပဲအဓိက main သွားပြီးတော့တာဝန်ရှိတယ်။ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ဒီ creation ကိုကိုကိုယ်တိုင်စလေဆုံးတာဝန်ယူပေးရတယ်။ ဘာလို့ဆိုတော့ကိုယ့်ရဲ့ဒီ creation ကိုဒီ miss ကနေမှာဘယ်လိုပုံစံနဲ့သူ့အတူဖြားပြကျင်တဲ့ပုံစံဖြားပြသွားလို့ရှိရင်ဒါကိုအင်ဂျီကိုစော်ကားရလဲဖြစ်သွားမယ်ဒါမှမဟုတ်ကိုအင်ဂျီကိုဖြက်စီးရလဲဖြစ်သွားမှာဖြစ်တဲ့အတွက်ကိုဒီ design စထွင်ကလေးကနေဘယ်လို performance ပြမယ်ဆိုတော့ကိုကစလဲဆုံးတာဝန်ယူပေးသွားတာဖြစ်တဲ့အတွက်ဒီပြမယ် performance အစတေချာလေးကိုပြင်ဆင်တဲ့လို့ဟုတ် designer လေးပုံမှာမူတည်ပါတယ်ဟုတ် အာကျွန်တော်တို့ကအဓိကတော့ဒီ national costume တစ်ခုနဲ့ cosplay နဲ့ဆိုအရန်ကိုကွဲတယ်ဒါက crotto league ကိုကွဲကွဲပြားပြားပေါ့နော်စင်တလူလူဖြင်ရတယ်ဒါပေမဲ့တကယ်တော့ကွဲတယ်ပုံမှန်အပြင်ဆိုရင်ကျတော့ကျွန်တော်တို့က kitic culture ပုံစံမျိုးဥပမာအပြင်ရှေ့မှာဆိုရင်ဟိုပေါ့အာဂျီရိုနက်ရှိခဲ့မယ်ဂျီရိုနက်ဆိုရင်ကျတော့လေဒါ cosplay လို့ပြောလို့ရတယ်လို့ဒါပေမဲ့ kitic culture တစ်ခုလို့လည်းပြန်ပြောလို့ရသွားတယ် national costume တစ်ခုအနေနဲ့ကိုယ်ကသုံးမဲ့ဟာကဒီနိုင်ငံတန်းမှာပြဖို့တစ်ခုခိုင်ခိုင်မာမာနဲ့ရှိနေမှာမယ် ဒါပေမဲ့တချို့တွေကကြတော့ကျွန်တော်တို့ဒီကျွန်တော်တို့ရုပ်ရှင်ဇာတ်လမ်းလွဲတွေမှာပါနိုင်တဲ့ဇက်ကောင်ပုံစံမျိုးတွေဥမာအဖြစ်တော့ animation တွေမှာပါတဲ့ပုံစံမျိုးတွေကို national costume အဖြစ်သူတို့ကပြန်ပြီးတော့ဒီထဲမှာပြန်လာအသုံးချတာမျိုးဆိုရင်ဒါ national costume မဟုတ်ဘူးဒါဒီ cosplay ပုံစံအစ်စ်မှာပဲရှိနေသေးတယ်အဲ့လိုမျိုးလေးရှိတာပေါ့ဟုတ်ကွဲပြားမှုတွေကတော့တော့ဘာကနေမှာဘာမှမပြောလိုက်နိုင်ပဲနဲ့ဟိုမှာကချင်တိုင်းကာပါမလို့ချင်တိုင်းလုတ်သွားခဲ့မယ်ဆိုရင် ဒါဒီဟာတာတစ်ခုဖြစ်သွားဖြစ်သွားမှာကျွန်တော်တို့တော့ကဆိုရှယ်မီဒီယာဆိုရှယ်မီဒီယာဒီဇိုင်းနာစီပြန်လာမှာဖြစ်နေတာပေါ့နော်ညီမတို့ကြတော့လေဒီဒီဝစ်စုံတွေကိုပြန်ပြီးအသုံးပြုမှာပေါ့ဒါငါတို့ငါတို့လုပ်ခဲ့တဲ့ဟာဆိုပြီးတော့အဲ့လိုမျိုးလေးအချိန်မှာကိုကကိုရဲ့ဝစ်စုံကြောင့်အဲ့လိုတစ်ခုခုသူများရည်စရာလောင်းပြဖြစ်သွားပြီဆိုရင်အဲ့ဝစ်စုံပုံမှာ စိတ်ကအဲ့လိုမျိုးပေါ့အဆင်မပြေတော့ဘူးလို့ဟုတ်တယ်ကိုတို့ကဒီဝတ်စုံရဲ့စလဲဆုံးတာဝန်ယူပေးရတယ်ဒီအင်ဂျီရဲ့စကောင်းတင်းဆိုးခြင်းအရာအားလုံးဒီဒီဇိုင်နာပေါ်ပဲလာပြီးတက်ရောက်မှုရှိရဖြစ်တဲ့အတွက်ကျွန်တော်တို့ကအာဒီဝတ်စုံဖန်တီးပြီးဆိုရတဲ့ဒီ performance အစားဘယ်လိုလုပ်ရမလဲဆိုရစီမစ်စီကန်ကို miss နဲ့အာတေချာပေါက်ဒီလောက်ထားတဲ့ ਨੇ နောက်ပြီးတော့စာချုပ်ချုပ်ရမလဲဆိုရစာချုပ်ချုပ်ထားတဲ့ ਨੇ အခုနောက်ပိုင်းမှာဆိုရင်ကျွန်တော်တို့ကစာချုပ်ချုပ်ဆုံးမှုတွေလုပ်တယ်ဘာလို့လဲဆိုတဲ့ခါကျတော့ကျွန်တော်တို့ဒီအင်ဂျီကိုဒီလိုပုံစံမျိုးပဲပြရမယ်ဒီလိုပုံစံတစ်ချက်ကြော်ပြီးမပြရအောင်ဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်တို့နောက်ဆုံးပိုင်းစာချုပ် ချုပ်တယ်ပြီးဝတ်စုံကပြီးသွားတာနဲ့အင်ဂျီကိုပြန်လာပြီးချက်ချင်းဖယ်ချင်းဘယ်နေ့မှဘယ်နေ့အတွင်းပြန်လာပေးရမယ်အဲဒါတွေအားလုံးကစာချုပ်ချုပ်ပြီးလွတ်ဆိုတာကိုကောင်းပါတယ်လို့မော်ဗျာ